ဟိုကိုကြီးတို့ตาမင်းကြံလေးတခုရှိလို့ပါဖိုတိုစကားမစုံလိုက်ခင်မှာလူထုဆန်းမျိုးသားတယောက်ကဟမ်သူတို့အတိတ်ကလာခဲ့တဲ့သူတွေပဲဟဲ့အောင်ဖန့်ကွာအဲ့ဒါနေငပိန်လဲကြံတော်တော်ဖြစ်နေတဲ့ဖိုတိုတို့ကိုဆွဲခေါက်ပြီးအဲ့ဒီနေရာကနေထွက်ပြေးလာခဲ့တော်ရီဟဲ့အောင်လိုက်စမ်းသူတို့မလို့စင်နေသူတို့နောက်မှာတော့လူထုဆန်းတယောက်ကအော်ရင်နေကြံနေခဲ့တော်တာပါ ျမပိုင်မှာတော့ဖိုထူတို့အဖွဲ့ကအနာကက်ကအောင်မင်းရွာကိုရောင်းလာခဲ့ကြပြီးသူတို့ကိုလိုက်ရှာခဲ့ကြတာပါ။ကံမကောင်းချင်တော့ဖိုထူတို့ကအနာကက်ရွာသူတို့အဖွဲ့ကိုရှာမတွေ့ရတဲ့အတွက်ကြောင့်လက်ရှိရွာကိုပြန်သွားဖို့လုပ်ကြတယ်။အဲဒီမှာမိဝိုင်းမကစီးရင်လုံလောက်စွာပတ်ပြန်းမကန်ရတဲ့အတွက်အနာကက်ရွာမှာပဲကြံ့ရင့်နေခဲ့တာပါ။ကဲခုပိုင်းမှာရောအနာကက်ရွာမှာတယောက်တည်းကြံ့နေတဲ့မိဝိုင်းကဘလို့လေးတွေဆက်ဖြစ်မယ်ဆိုတာအမနိုင်တူကြည့်လိုက်ရအောင်ပါနော်။ ဆေးရည်ပပြင်းပြီးနောက်တော့ပိုထရိုသုံးယောက်ကအတီတီပြောက်ွယ်သွားခဲ့ကြပြီမင်းမိပိုင်းကတော့မပြောက်ွယ်ပင်နဲ့ကျင်းရင်နေခဲ့တာပါဟမ်ပိုထရိုလည်းမရှိတော့ဘူးဒါဆိုငါ့ရောဘာလို့မပြောက်သွားရတာလဲအဲ့လိုနဲ့မိပိုင်းလေးတယောက်တည်းထိလန့်နေခဲ့တယ်ဒါဒါဆိုငါငါတယောက်တည်းလရှိရအောင်ပြန်မတော်နိုင်ခဲ့တာပဲငါဘယ်နှောင်းတော့နေရပါမလဲမိဝိုင်းလေးကိုမသိတဲ့ရက်မှာကြံခဲ့တာဆိုတော့ တယောက်တည်းဝင်နေတီးကြံဖြစ်သွားခဲ့တယ်။음အရင်ဆုံးတော့မမောင်ရင်ငါတဲခုကိုအတွက်နေရာရှာရမယ်။အနောက်တော့မိဝိုင်းလေးအနာကဲရွာရင်ကိုပြန်လျှောက်လာခဲ့လိုက်တယ်။အနာကဲရွာရဲကိုရောက်လာခဲ့ပြီးနောက်မိုးလေတပြေးပြေးနဲ့ပေါန်လာခဲ့တော့လား။ဟမ်မိုးမောင်နာလေးမြန်လိုက်တာ။ဒါနဲ့ငါဘယ်ကိုသွားရမှာပါလဲ။မိဝိုင်းလေး တံမီးလိုက်နေအောင်မလမ်းလျှောက်နေရင်နဲ့တယောက်တည်းတွေ့ဝီနေခဲ့တော်ရီဒါနဲ့ဒီနာခဲ့ရွာထူးဆန်းတယ်လို့ပဲအစိုးရှိတရားကိုဘာလို့တိတ်ဆိတ်နေရလဲမိမိုင်းအဲ့လိုပြောနေတော့သူ့နောက်ကနေလိုက်လာတဲ့အရာတခုကိုသတိထားမိလိုက်တာပါဟမ်ငါတော့မှတယောက်ယောက်လိုက်လာနေတယ်လို့ပဲဒီလိုနဲ့မိမိုင်းလည်းထိတ်လန့်ပြီးမပြေအောင်တမဲ့လမ်းလျှောက်နေခဲ့တော်ရီ ပိုတူတို့အိမ်လေးမှာတော့ပိုတူငပိန်နဲ့တုတ်ဘောတို့ကမိဝိုင်းမှကျန်းရင်းခဲ့တဲ့အတွက်ကြောင့်တုံးရလုံးကစိတ်မကောင်းဖြစ်ပြီးငိုင်းနေခဲ့ကြတာတုတ်ဘောကပိုတူတုံးရတောင်ဆောင်းအောင်မှဆိုတော့မိဝိုင်းမကိုဘယ်လိုလုပ်ကြမလဲဘယ်လိုမှလုပ်မရဘူးတုတ်ဘောကကိုချက်ကြီးအောင်မှမတတ်နိုင်ဘူးအဲ့ဒါငါ့အမပါငါကြောင့်မိဝိုင်းမှာကြံခဲ့တာအဲ့ဒီနေရာမှာငါကြံခဲ့ရမှာဟာကိုကကိုပြစ်မတင်ပါနဲ့ဖို့တူရဲ့ မိဝိုင်းမှာလည်းအဆင်ပြေမှာပါဟုတ်တယ်ပို့သူရဲ့မိဝိုင်းမှာညံကောင်းနေသူပဲအဆင်ပြေမှာပါငါတို့ဒီတော့တွင်လိုအပ်တာတွေကိုအကုန်ယူပြီးတောလို့ရရနေတခါလေတန်းသွားကြတာပို့ဟုတ်တယ်ပို့သူရဲ့တိုးပေါ်ပြောသူလိုပဲမိဝိုင်းမှာကိုတောခေါ်ဖို့အတွက်လိုအပ်တာတွေပြင်ဆင်ပြီးတို့တွေအားမွေထားကြမယ်အင်းမငပင်းရင်တပတ်မှာတော့မိဝိုင်းမှာကလမ်းခတ်သက်သက်ရှောင်းနေရင်နောက်ကနေလမ်းဆွဲတာကိုခံလိုက်ရတာပါ အမလီကဲကဲကြပါဦးရှင်မိဝိုင်းလေးထိုင်လန့်သွားခဲ့ပြီအော်ဟေးကွညီတောင်းနေခဲ့တယ်ဟေးအမပါအမမိစိန်ရဲ့ဒလုံနဲ့မိဝိုင်းလေးမျက်လုံးဖွင့်ပြီးကြည့်လိုက်ချင်းအရှိန်တော့ကတောင်မော်ကနေပြုတ်ကျသေးဆုံးသွားခဲ့တယ်အเจ้าမမိစိန်ဖြစ်နေခဲ့တာပါအော်မိုင်းမိစိန်ပါလားဟုတ်တယ်မိဝိုင်းလေးရဲ့ဒါနဲ့ညဒီကိုဘလို့ဖြစ်ပြီးတော့ရောက်နေရတယ်ဟိုအဲ့ဒါဒလောအမကြီးရဲ့ ။ဒီလိုနဲ့မိဝိုင်းလေးတေးမဖြစ်နေရဲ့အเจ้าမမိစိန်ကိုအဆအဆုံပြောပြလိုက်တော်တယ်။ဟေးဖြစ်မှဖြစ်ပါလိမိဝိုင်းရေဒီလိုဆိုညဘလို့ပြဲမလို့။ကိုသမီးကိုဖို့ထုတို့ကပြန်လာခေါ်ကြမှာပါ။သမီးအဲ့ဒါကိုရှုံကြည့်တယ်။ကဲပါအဲ့လိုဆိုလေဖို့ထုတို့လာမခေါ်ခင် အမားနဲ့လိုက်ခဲ့မလား။ဟိုအမားနောက်ကိုလိုက်ခဲ့လို့ရလာရင်ဒီနာကမှသမီးတိရဲ့တဲဆိုလို့အမပဲရှိလို့ပါအေးကွဒီလိုဆိုလဲအမနောက်ကသာလိုက်ခဲ့ကြည် ုတ်ကဲ့ပါမိုင်းမိစိန်အနောက်တော့မိဝိုင်းလေးတရမမိစိန်ခွေရနောက်ကိုလိုက်သွားခဲ့တော်တယ်ဒလုံးနဲ့မိဝိုင်းတို့လေအိမ်ကြီးတရင်လေးကိုရောက်လာခဲ့ကြတာတရမမိစိန်ကကဲမိဝိုင်းထိုင်ကုန်မှာထိုင်နေအောင်ကျုံကြီးဖို့တခုခုတွားယူလိုက်အောင်မေဟုတ်ရပါတယ်မိုင်းမိစိန်ရဲ့သမီးမစားပါဘူးဟေးမစားလေးစားရမှာပေါ့အချိန်လေးကြည့်ဦးဘယ်ချိန်ရှိနေပါလဲ အဲ့လိုပြောပြီးတော့အเจ้าမမိစိန်ကအိမ်နောက်ထဲကိုဝင်သွားခဲ့တာပါဒလုံနဲ့မိပိုင်းလေးအဲကန်းရှိမှထိုင်ရင်းနဲ့ဟိုကြည့်ဒီကြည့်နဲ့ကြံ့ရင်နေခဲ့တော်တယ်ခဏကြာမှတော့အเจ้าမမိစိန်ကပကံတစ်ချက်နဲ့ထိထားတဲ့မုတ်တွေကိုယူလာခဲ့ပြီတာပါကဲမိပိုင်းလေးဒါလေးရင်စားနေအောင်ဟုတ်ကဲ့မိုင်းမိစိန်ကျေးဇူးပါပဲအဲ့လိုပြောပြီးမိပိုင်းလေးအเจ้าမမိစိန်ကျွေးတဲ့မုတ်ကိုယူစားနေခဲ့တော်တယ်ဒါနဲ့မိုင်းမိစိန် မိုင်းကဘလို့ဖြစ်ပြီးတော့အနာခက်ရွာကိုရောက်နေရလဲ။ဟမ်။อืมအဲ့ဒီအကြောင်းအရာက ပြောပြရမယ်ဆိုအရှိကြီးပဲကွ။မိုင်းဆုံးသွားပြီးနောက်ပိုင်းတယောက်တည်းလျှောက်သွားရာနီးအောင်မင်းရွာဆိုင်မုတ်ကိုမြင်ပြီးတော့ဒီနာခက်ရွာကိုရောက်နေခဲ့တာဆိုပါတော့။အော်အဲ့လိုလား။ဒါနဲ့မိုင်းဒီအနာခက်အောင်မင်းရွာကသမီးတို့လက်ရှိနေနေတဲ့ရွာမဟုတ်ဘူးမလား။အမ်အဲ့ဒါတော့မိုင်းလေးသိချာမသိဘူးကွ။မိုင်းသိတဲ့လောက်တော့ ဒီရောလူနေမှုပုံစံတွေကတော်တော်ပြောင်းလဲသွားတယ်။ဟမ်အဲ့ဒါတော့ဟုတ်တယ်မကြီးရဲ့ဒီရောကတိုးတက်ပြောင်းလဲပြီးတော့အကုန်ခင့်မိနေတာ။အတိုင်းမဲ့တမီးတော့မကြိုက်ပါဘူး။တမီးတို့ရွာလေးကိုပဲသဘောကျတယ်။ညီပြောတာလေဟုတ်တယ်တော့ကျုပ်လည်းအရင်ရွာလေးကိုပဲပို့သဘောကျတယ်။ဇလုံးနဲ့မိဝိုင်းတို့လည်းစကားလေးတပေါ်ပြောနေတပြေပြေညီနဲ့လာခဲ့တော့တယ်။တုံးရကြပြီးနောက်တော့ပို့သူတို့တုံးရောက်တာအနာကဲရွာကိုသွားဖို့အတွက် အချိန်ကြာရလို့လာခဲ့တော့တာကဲမင်းတို့နေအောင်အစင်းနေမယ်လားအစင်းနေမယ်ဘုသူနှစ်ယောက်လုံးကပြိုင်သူပြောလိုက်ကြတယ် Okay okay အဲ့လိုဆိုရင်သွားကြမယ်အဲ့လိုပြောပြီးဘုသူကသူတို့ကိုယ်ပေါ်ကိုစီးရီတွေပတ်ပြန်းလိုက်တော့လေအနောက်တော့ဘုသူတို့လည်းအနာကဲရွာဝင်လန်းကိုရောက်လာခဲ့ကြတာပါတော်ပေါ်က ရှင်အနာကက်ကိုရောက်လာပြီဟိပြုံးမနေနေတော့ဘောရဲ့မိဝိုင်းမကိုရှောင်းမှုတွေအယုံဆိုင်ကြအောင်အေးပါငပင်ရဲ့ကိုတူကတော့ဘာမှမပြောတော့ဘူးရှိကနေရွာရဲဘက်ကိုထွက်သွားခဲ့တော့လေငပင်ကကိုတူတော့လေအရန်ကိုစိတ်လုံးနေရပြီလုံးမပေါ်ဟာမိဝိုင်းမကဘာဖြစ်နေမှန်းတော့မသိအောင်လေအေးအဲ့ဒါကိုမင်းကပြောနေသေးလားသွားကြမယ်ဒီလိုနဲ့ငပင်တို့လေ ဖိုးထုနောက်ကိုကြီးလိုက်သွားခဲ့ရောတယ်။အနာဂတ်ကရွာလန်းတနေရာကိုရောက်မှာတော့သူတို့ရှိမှလာနေတဲ့အနောက်တိုင်းဝိဆုံနဲ့လူထုဆန်းနှစ်ယောက်ကိုမြင်လိုက်ရတာပါ။အာငပိန်ဟိုရှိမှလာနေတဲ့ကိုကြီးတွေကိုမေးကြည့်ကြမလား။ကောင်းတာပဲမေးကြည့်တာပေါ့။ဒါလိုနဲ့ဖိုးထုလည်းအဲ့လူထုဆန်းနှစ်ယောက်ကိုစကားပြောလိုက်တယ်။ဟိုကိုကြီးတို့တာမေးကြလေတခုရှိလို့ပါ။ဖိုးထုစကားမစုံလိုက်ခင်မှာ လူထုဆန်းမျိုးသားတယောက်ကဟမ်သူတို့ကအတိတ်ကလာခဲ့တဲ့သူတွေပဲဟဲ့အောင်ဖန့်ကွာအဲ့ဒါနဲ့ငပိန်လဲကြောင်တော်ဖြစ်နေတဲ့ပိုးထုတို့ကိုဆွဲခေါက်ပြီးအဲ့နေရာကနေထွက်ပြေးလာခဲ့တော်ရီဟဲ့အောင်လိုက်စမ်းသူတို့မလို့စင်နဲ့သူတို့နောက်မှာတော့လူထုဆန်းတယောက်ကအော်ရင်နဲ့ကြံနေခဲ့တော်တာပါအိမ်နောက်တော့ပိုးထုတို့လည်းပြင်းလွှိုင်းနေတော်ရဲတနေရာကိုရောက်လာခဲ့ကြတယ် တော့ဘောဟာအမလေးအမလေးမော်တာအေးအဲ့လူကြီးတွေကဘာရင်လဲဟင်ဟာအဲ့လူကြီးတွေကငါတို့အတိတ်ကနေလာခဲ့မယ်ဘလို့လို့သိနေရလဲငါသိပြီငါပဲရဒါလီဒီအနာကတ်မှာရှိနေတဲ့တီထွင်သူတွေပဲဖြစ်ရမှာတီထွင်သူဘလို့တီထွင်သူလဲဒီလိုလေကွာဒုက္ကိုချက်ကြီးဟာအနာကတ်ကိုတောက်ဖို့တီထွင်နေဒီမှာလေအတိတ်နဲ့အနာကတ်ကိုချက်သွားနိုင်အောင်လို့တီထွင်နေအဲ့လိုပဲပေါ့အဲ့ဒါဒါမှောင် ဒါဆိုငါတို့ရှောက်တာဘလို့သိရလဲပြီးတော့ငါတို့ဘာလို့ဘမ်းမှုလုံးဝရလဲစဉ်းစားကြည့်လေကွာငါတို့အရှင်တကောက်ကအနာကတ်ကိုရောက်သွားတော့ရလဲတို့ရောက်လာတာကိုသိပြီးတော့ထွက်လာကြည့်တယ်မှော့စရာရှိခဲ့တယ်ဟုတ်အဲ့လေအေးခုလည်းအဲ့တိုင်းမင်းနေမှာပေါ့ပြီးတော့တို့ဘမ်းနေဆိုတာလေအတိတ်ကလာခဲ့တဲ့သူတွေမို့လို့နေမှာပေါ့ဟာဒါဆိုမိွေးမှသူတို့ဘမ်းတာကိုခံလိုက်ရတော့မဟုတ်ပါဘူးနော်ဟာ မင်းရနေမဟုတ်တော့ပါဘူးဟာဒါဆိုမိဘိုင်းကဘာမှရှိနေရလဲအဲ့ဒါကတော့လိုက်ရှာအောင်ပါပေါ့ကွာတပတ်မှာတော့အေဂျီတိန်နေရအေကန်ရှစ်မှာတည်တွင်သူခေါင်းဆောင်ဖြစ်ရတဲ့လူကြီးတယောက်ကမမေကြီးထိုင်နေခဲ့တာပါသူရဲ့ရှေ့မှာတော့နောက်တိုင်းဝိဆောင်နေတဲ့လူသူဆန်တယောက်ကရက်လျက်ရှိနေခဲ့တယ်တည်တွင်သူခေါင်းဆောင်ကဟဲ့အောင်တောင်းကြမင်းစောနာပြောလိုက်တဲ့စကားကို ။ထေချာရှင်းအောင်လို့ပြန်ပြောစမ်း။ဟုတ်။ဟုတ်ကဲ့ပါဆာကြီး။အာဆာကြီးမဟုတ်ဘူးကွာဆရာကြီးကွာဆရာကြီး။ဟုတ်ဟုတ်ဟုတ်ကဲ့ပါဆာကြီး။ဦးကျွန်တော်ကစကားမပြီလို့ပါ။အာဒုက္ခပဲဆရာကြီးပါဆို။နမေရတာတောင်းကြော်နေရလူကလေ။လက်ချက်မပြည့်တယ်လို့ပဲ။အဲ့ဒါနဲ့ရာကျော်ကဟိုကျွန်တော်ပြောပါမယ်ဆရာကြီး။အေးဟုတ်ပြီရာကျော်။မင်းမေပြောလိုက်တော့။ဟုတ်ကဲ့အဖြစ်ပြက်ကဒီလိုပါဆရာကြီး။ကျွန်တော်နေရမနေလေကစမ်းသက်ကန်ထဲမှာရှိနေရော အချက်ပြတွေစနစ်ကအတန်မြင်လာပါတယ်။အဲ့ဒီအချက်ပြတာဘာအတွက်အချက်ပြလဲ။ဟိုဟိုအဲ့ဒါအတိတ်ကလူတွေရောက်လာနေဆိုပြီးဆက်ကအချက်ပြနေရပါ။ဘာ?ဒီတွေသူကောင်းဆောင်ရဲ့အတန်ကြောင်းတောင်းကျော်ရှာကျော်ပါလန့်သွားကြတော်ရီ။ရှာကျော်ကဟိုဟိုစိတ်လျှော်ပါဆရာကြီးရဲ့ဟိုဇရွေကြီးလည်းစင်းကုန်ပါပြီ။ပြေးပြောလေကြားပါလေဗျ။တိတ်ဆန်းဒါနဲ့အဲ့ဒီအတိတ်ကလူတွေကခုဘာမှလဲ။ပြောက် ပျောက်သွားပါလေဆရာကြီး။ဟာပျောက်သွားတယ်ဟုတ်လား။ဟုတ်ဟုတ်ပါလေ။ဟာတော်တော်အသုံးမကျတဲ့သူတွေပဲ။သွားခုချက်ချင်းအဲ့ဒီအတိတ်ကလူတွေကိုရအောင်သွားရှာလာခဲ့။ဟုတ်ဟုတ်ကဲ့ပါဆရာကြီး။ဂလုံးနဲ့တောင်းချောင်းနေရကြော်လေ။တီတွင်သူကောင်းဆောင်နာအနီမြ мян လေးထွက်လာခဲလိုက်ကြတာ။တော်ရဲမှာတော့မိဝိုင်းနဲ့เจ้าမမိစိန်ကပလိုင်းလေးလွယ်ပြီးဟင်းရွက်တွေကူးနေခဲ့ကြတယ်။မိဝိုင်းက မိုင်းခုလိုဟင်းရွက်တွေကူးနေတော့တမီးတို့ကြောင့်တရိယာမိသားဟုတ်တယ်မိုင်းလေးမိုင်းဒီပါကိုစားရောက်တရတော်ရဲမှာဟင်းရွက်ထွက်ရှာတဲ့သူကိုတကားမှမမြင်ဘူးသေးဘူးတော့ဒါပေါ်မိုင်းရဲ့တမီးတို့ကင်းတဲ့တကင်းကတူမမတူတာပဲရှိပါမလဲဒါနဲ့မိုင်းရောဒီမှာတယောက်တည်းရှိနေတာအတိမကြံဘူးလားဟင်မကြံပါဘူးတော့ကျုပ်လည်းတပတ်တကားအနာကဲရွာတွေကတရဲတွေနဲ့တွေ့ပြပါတယ်တော့ဘလုံးစမတရဲတွေနဲ့တွေ့ဆုံမရတင်ညပဲဒါနဲ့ မိဝိုင်းလေးလိုက်ခဲ့ပါလားတရဲတွေစူဝေးတဲ့နေရာကိုသမီးကလိုက်လို့ဖြစ်ပါမလားမာရဲ့။အိုးဘာလို့မဖြစ်အောင်ပါလဲ။ကျုပ်ရဲ့အတိတ်သားဆိုလေလူမကားလို့ဘာကြီးပဲဖြစ်နေပြီစီလိုက်ခွင့်ရှိပါတယ်တော့။အင်းမအဲ့လိုဆိုလေသမီးမာရဲ့နဲ့တူလိုက်ခဲ့ပါမယ်။ဟုတ်ပြီဟုတ်ပြီခင်ရွက်တွေခုလာလဲရလာပြီဆိုတော့ဒုနေအောင်အိမ်ပြန်ကြတော့ပေါ့။ဟုတ်ကဲ့ပါမာရဲ့မိစိန်။ဒီလိုနဲ့မိဝိုင်းတို့လေတော်ရဲကနေထွက်လာခဲ့လိုက်ကြတယ်။ ိုသူတို့၃ယောက်သာမိမိုင်းမအောင်လိုက်ရှာနေရင်းနဲ့ညနေလဲစောင်းသွားခဲ့တော့တာတော်ဘောကဟာမရတော့မရတော့ငါပိုက်စာနေပြီငါတို့ဆိုင်နေဆိုင်မှာတခုခုအရင်ဝယ်စားကြမလားယဒီတော်ဘောကတော့ဇလန်ဟန်စပြီခုထိမိမိုင်းမရဲ့အရေးအောင်တော့မမြင်ရသေးတာမဟုတ်ဘူးကွာငါလဲနားလဲပါတယ်ငပိရဲ့နားမလဲတာငါပါ යි ကွာဘလို့ပြောပြောရမနေဘူးကဲပါကဲပါဘိုက်စာလို့ဆိုလဲအရင်စားတာပေါ့ပြီးမှပဲထက်ရှားကြမယ် ေးဒါမှတို့ဖို့တူဦးကမရှိနေနဲ့နော်စားဖို့တောက်ဖို့စိုင်းရင်ရှာကြမယ်ပြီးတော့ဟိုလူဒူးဆန်နှစ်ယောက်ကိုလည်းတတိတောင်းအေးပါဖို့တူကအနောက်တော့ဖို့တူတို့လည်းဘိုင်းရင်ပြေးဖို့အတွက်မုတ်ဆိုင်ကိုလိုက်ရှာကြတော့တယ်ညာဘက်ရောက်တော့အเจ้าမမိစိန်နဲ့မိဝိုင်းလေးတရေတွေစုဝေးနေတဲ့နေရာကိုထွက်လာခဲ့ကြတာပါအเจ้าမမိစိန်ကမိဝိုင်းလေးမိုင်းအလှပြင်တာဘလို့နေလဲအဆင်ပြေရဲ့လား အရန်ကိုပြေးတော့ပဲအရန်နေပါလေမာရီခီဟုတ်လားဒီနေ့တွေ့ဆုံမှာမလေးမာရီသဘောကျနေရင်တရင်မောင်လေးတယောက်ရှိတယ်တော့ဟမ်သူလဲမာရီကိုစိတ်ဝင်စားနေတယ်လို့ဟိဟိမိုင်းလေးသူ့ကိုကြိုက်နေပြီဟေးဟဟလားမာရီကတော့တရေဘွားမလေးစွန်လာပဲနော်ဟိဟိမာရီကနှတာဟိုအဲ့ဒါကိုသမီးလဲလက်ခံနေကလုံးနေမိဘိုင်းနဲ့အချောင်းမမိစိန်တော့နေစကားလေးတပြောပြောနေလမ်းလျှောက်နေတော့ တပတ်ကနေလမ်းလျှောက်လာနေတဲ့တောင်းကျော်နဲ့ရာကျော်ကမိဝိုင်းကိုတွေ့သွားခဲ့တာပါ။တောင်းကျော်ကဟဲ့ကောင်ရာရာကျော်ဟာရာကျော်ပါဟာအေးထောင်းဟုတ်မဟုတ်မအတိတ်ကအတိတ်ကလူမဟုတ်လားဒီလိုနဲ့ရာကျော်လေးမိဝိုင်းကိုတေးချကြည့်လိုက်တော့ဟာဟုတ်တာပဲအတိတ်ကလူသားတယောက်ကိုတွေ့ပြီဖမ်းကြရအောင်အဲ့လိုပြောပြီးတော့တောင်းကျော်နဲ့ရာကျော်လေးမိဝိုင်းမောင်ဝိုင်းပန်းကြတယ် ရုတ်တရက်ဇာတ်နေဖြစ်ဖြစ်ကြောင်းမိဘိုင်းလေးကြောင်တောင်ဖြစ်သွားခဲ့တာပါ။ဟိုလွတ်လွတ်ပါ။အကူရောဘသူတွေလဲရင်သမီးကိုလွတ်ပါ။အဲ့ဒါနဲ့ရှားကြွား။ဟဲ့တောင်းကြ။မင်းဒီကလေးမောင်ချီလိုက်ကွာ။ Okay ရာကြော။ငါချီလာခဲ့လိုက်မယ်။အာရှားကြော်ရှားကြော်ပါဟ။ Okay ရာကြော။ငါချီလာခဲ့လိုက်မယ်။ဒလုံနဲ့တောင်းကြော်လေးမိဘိုင်းမကိုချီလိုက်ပြီးတော့အဲ့နေရာနေထွက်လာခဲ့လိုက်တော်ရီ။သမီးကိုလွတ်ပေးကြပါ။ တမီးကိုလွတ်ပေးအเจ้าမမိစိန်ကတော့ညာဆန်လုံးနဲ့ပြည့်ပြည့်တွေကြောင့်မှင်တဲ့ရင်နဲ့ကြဲရင်နေခဲ့တာပါ